မင်္ဂလာပါလို့ဥစွာပနာမနှုတ်ခွန်းဆက်တာပါရခင်ဗျာကျွန်တော်တို့ရဲ့ဗာမိတ်ရီကတ်စတိုရီ channel ကနေပြန်လဲကြိုးစို့ပါတယ်ဇလန်းအစမှာပဲအမျိုးသမီးတို့ဟာနတ်ဆရာရဲ့အစီရင်ပြုလုပ်ပေးနေတာကိုခံယူနေပြီးပင်လယ်ကမ်းဆက်မှာရေထဲကိုနေစီပြီးနတ်ဆရာကလည်းကမ်းကနေရော့ဖက်အစီရင်တွေပြုလုပ်ပေးနေပါတယ်ဒီဇလန်းကိုတကယ်ကြုံတွေ့ခဲ့တဲ့လူကိုယ်တိုင်အောက်လန်းတွေပြုလုပ်ခဲ့တဲ့အမျိုးသမီးကပြောပြနေတာပါဒီလိုနဲ့ဇလန်းကိုစတင်ထားပြီးယွန်းဆိုတဲ့အမျိုးသမီးဟာ နတ်ဆရာရဲ့အကူအညီနဲ့ယောက်ျားတစ်ယောက်ကိုရဖို့ပြုလုပ်နေပြီနတ်ဆရာကသူ့အမျိုးသမီးကိုပါထိခိုက်အောင် လုပ်လို့ရတယ်လို့ဆိုတော့ဒီလိုတော့မလုပ်ပါနဲ့ကျမကယောက်ျားကိုပဲလိုချင်တာပါလို့သူမကတောင်းပန်လိုက်ပါတယ်ဒီတော့နတ်ဆရာကအစီရင်ဆလုပ်နေပြီကြက်အနှက်တကောင်ရဲ့သွေးနဲ့နှလုံးကိုထုတ်ကာရုံးကိုမျိုးချစေပါတယ်ပြီးတာနဲ့ပင်လေရေစက်မှာစိန်ထားပြီးအစီရင်ပြုလုပ်ကာသူ့ရဲ့အမေကလည်းဒါကိုစောင့်ကြည့်နေတာပါဒီလိုနဲ့တနစ်ကြပြီးတဲ့နောက်မှာတော့ရုံးကသူ့လိုချင်တဲ့ယောက်ျားဖြစ်သူအန်တွန်နဲ့ ရိုးရာအစဉ်အလာတိုင်းခန်းခန်းနာနာလက်ထက်ခဲ့ကြပါတယ်။ဒါပေမဲ့ရုံးမှာကိုဝန်ကြီးနေပါ။တန်တော်ကမရကြီးရှိနေပြီးမင်္ဂလီနှယောက်ယူထားเจ้าကိုလည်းမင်္ဂလာပွဲလာတဲ့လူတွေတဲကအတင်းတုံနေတာကိုရုံးရံမိခင်ကလည်းကြားသွားပါတယ်။သူတို့ရဲ့မင်္ဂလာပွဲပြီးတဲ့အချိန်မှာမရကြီးနူတွေရောက်လာကကြည်ကြည်ဖြူဖြူပါပဲ။ရုံးစားဖို့အစားအသောက်ပါ ယူလာလိုက်ပါသေးတယ်။နူရီရဲ့ကိုဝင်က လေးလားလောက်မှပြတ်ကျသွားခဲ့တာဖြစ်ကသူ့ကိုလည်းကိုဝင်ထက်ရအောင်စူတောင်းပေးပါလို့နူရီကဆိုပါတယ်။ အန်တွန်ကလည်းနှစ်သိပ်ပေးလိုက်ပြီးယွန်းရဲ့အမေကလည်းနူရီကိုသိပ်ပြီးသဘောမချပါဘူးဒီလိုနဲ့နူရီကိုအန်တွန်ကအိမ်ပြန်လိုက်ပို့ပေးလိုက်ပါတယ်အန်တွန်ကမိမနှစ်ယောက်ယူထားတဲ့အကြောင်းကိုရန်ခွက်ထဲကလူတွေကလည်းအားကြပြီးဒီအကြောင်းကိုပဲဝိုင်းဖွဲ့ပြောဆိုနေကြပါတယ်ယွန်းရဲ့အမေကလည်းနူရီကိုမယုံဖို့ပြောနေပြီးယွန်းကလည်းသူကတမိရဲ့တငယ်ချင်းပါလို့ပြောနေကသူ့ရဲ့ခွင့်ပြုချက်လည်းတောင်းထားသလိုခင်မင်မှုကလည်းအရင်တိုင်းပဲဆက်ရှိနေတာလို့ဆိုပါတယ် အမေဖြစ်သူကလည်းနင်းသားနူရီဆိုရင်ဒါကိုကျေနပ်နိုင်မှလားလို့မေးတော့ယွန်းကလည်းနည်းနည်းတော့စဉ်းစားသွားပါတယ်။အန်တွန်ကလည်းနူရီကိုအိမ်ပြန်လိုက်ပို့ရင်အိမ်တဲ့ခဏဝင်ပါအောင်လို့ဆွဲထားလို့အန်တွန်လည်းမယားကြီးကိုအချိန်ပေးတဲ့အနေနဲ့အိမ်တဲ့ခဏဝင်နေကနူရီကကော်ဖီဖြော်ပေးနေပြီးရုတ်တရက်ဇွန်ပြုတ်ကြလို့ကောက်လိုက်ချိန်မှာသူ့ဘေးမှာမကောင်းဆိုးဝါးတစ်ကောင်ကရှိနေပြီးဒါကိုလည်းနူရီကသတိမထားမိလိုက်ပါဘူး။ကော်ဖီကိုအန်တွန်တောက်နေချိန်မှာအပေါ်ဒက်ကနေခြေတန်းတွေကိုကြားရလို့အန်တွန်ကထကြည့်လိုက်တာ သူမသိလိုက်ခင်မှာပဲအပေါ်မှာခြေရာတွေပေါ်လာပါတယ်မူရီကလည်းချိန်ဖြက်စည်းတွေကလည်းလက် နေကနူရီကသူကြောက်နေလို့အပေါ်ပြုတ်ပေးပါလို့ဆိုပါတယ်တပတ်မှလည်းယွန်းကအန်တွန်အိမ်ပြန်လာတာကိုစောင့်နေပြီးတယောက်တည်းအိယာဝင်းကသူတို့ငငယ်ကအကြောင်းတွေကိုရောက်သွားပါတယ်နူရီနဲ့ယွန်းကကအခင်ဆုံးတငယ်ချင်းတွေပါအန်တွန်နဲ့နူရီကလည်းအရန်ချစ်တဲ့ရီးစားတွေပါအဲ့ဒီအချိန်ကလေးကနူရီကယွန်းကို မင်းသူ့ကိုကြိုက်လို့မရဘူးနော်လို့ပြောထားခဲ့ပြီးယွန်းကလည်းကတိပေးခဲ့ဘူးပါတယ်တကယ်တမ်းအန်တွန်ရောက်လာတော့ယွန်းကသဘောကျသွားခဲ့ပါတယ်နောက်တော့စာကြီးတိုင်းမှာနူရီတို့ထပ်တွေ့ကြရင်သူကြည့်နေတုန်းပါပဲအနောက်ကနေဝုန်းဆိုပြီးရုတ်တရက်လက်မဲကြီးနဲ့လေပင်ကိုညှစ်ခံရလို့အိမ်မကနေလန့်နိုးလာပါတယ်။ယွန်းလည်းထိတ်လန့်နေပြီးအိမ်ပြင်မှာလည်းမိုးကတဲထန်စွာရွာနေကသူမတယောက်တည်းအစားထစားနေချိန်မှာအနောက်ကနေအမဲရောင်နဲ့တရေမကြီးကတိုးကပ်လာပါတယ်။ သူကတတိမထားမိပေမဲ့ဘိုက်ကနာလာလို့ထထသွားကသူ့နောက်ကနေလိုက်နေပြီးအတန်တစ်ခုကိုလည်းကြားလိုက်ရကအမေလာလို့မေးကအမေကိုသွားကြည့်တော့လေအမေဖြစ်သူကအိတ်နေတာပါဒီတော့ယွန်းလဲအိတ်ခန်းထဲကိုပြန်ဝင်တော့လေအနောက်ကနေတရဲမကြီးကလိုက်လာနေကသူ့အိမ်ရာထဲကိုလှဲနေချိန်ရေကနေသူ့ရောက်ကြားကိုမြင်လိုက်လို့တဖက်ကိုလှဲ့ကအခုမှပြန်လာတာလားလို့ဆိုက ကြာနေလို့စိတ်ကောက်နေပြီဘေးမှာဝင်အိတ်က သူ့ဘော်ကိုလက်ကြီးကတင်လာတာကလည်းတရေလက်ကြီးဖြစ်နေပါတယ်။ရုံးကလည်းလက်ကြီးလိုက်တော့အန်တွန်ကတစ်ဖက်ကိုလှည့်နေလို့ထပြေးကတကားဖွင့်ရင်လက်ကြီးတဲ့အခါမှာသူ့ကိုရေပြနေပါတယ်။ဒီအချိန်မှာပဲတကားကိုဖွင့်လို့ရသွားပြီးအပြင်ကိုကြည့်လိုက်တော့အန်တွန်ကအခုမှပြန်လာတာပါ။ဒီတော့အနောက်ကိုလှည့်ကြည့်တော့သူ့မြင်တာတွေကပျောက်သွားပါတယ်။ရုံးလည်းမယုံနိုင်ဖြစ်ပြီးအန်တွန်အိမ်ထဲကိုရောက်တော့ရုံးရဲ့အမေကသူ့သမီးကိုဂယုမဆိုင်ပဲအပြင်မှာကြာနေလို့အပြစ်တင်နေတော့အန်တွန်ကလည်းနောက်မဖြစ်စေရဘူးလို့ကတိပေးလိုက်ပါတယ်။ ရုံးရံအမေလည်းအခန်းကိုပြန်သွားရင်အထုပ်တစ်ခုကိုတိုက်ပြီးတော့ဖြန့်ကြည့်လိုက်ချိန်မှာအစီရင်နဲ့လှုပ်ထားတဲ့မြေကြီးတွေဖြစ်နေလို့ကြောက်လန့်ပြီးအမြန်လွတ်ပြစ်လိုက်ပါတယ်။အဲ့ဒီနောက်တမနတ်မှာတော့ရုံးကိုအမေဖြစ်သူကသူ့စိတ်ထဲလေးနေပြီးတခုခုကို ခံစားမိနေလို့ရုံးကိုလည်းဂယူးဆိုင်ပြီးနေထိုင်ဖို့ပြောနေချိန်မှာပဲရုံးကအန်ဂျင်လာလို့အပြေးထွက်သွားပြီးအန်ချလိုက်ချိန်မှာသူ့ရင်နဲ့တန်ချောင်းတွေဖြစ်နေကသူမကလည်းလန့်နေပြီး အမေဖြစ်သူရောက်လာတဲ့ခါမှာတော့ဘာမှမရှိပဲသူပဲမြင်နေရတာပါအဲ့ဒီနောက်မှာတော့အန်တွန်နဲ့ယွန်းတို့စေကန်းသွားပြပြီပြန်လာတဲ့အချိန်မှာပဲခြံတစ်ခုထဲမှာဇပင်ဖားလိုက်ချပြီးအနိုင်ရဝစ်စုံနဲ့အမျိုးသမီးကိုတွေးလိုက်လို့အန်တွန်ကကားပေါ်ကနေစဉ်းကြည့်လိုက်တော့မတွေ့တော့ပါဘူးဒါပေမဲ့သူပဲမမြင်ရတာပါတရေကသူ့ကိုကြည့်နေတာပါအန်တွန်ကလည်းကားပေါ်ကိုတက်ပြီးပြန်ထွက်သွားလိုက်ပါတယ်လူဒီကလည်းအန်တွန်ကိုတွေ့ကျင်လို့အလုပ်ကိုဖုံးခေါ်ပြီးမှအိမ်ပြန်သွားပြီလို့ဆိုပါတယ် အန်တွန်တို့လည်းစီကန်းကအင်ကိုပြန်ရောက်တော့အတော်ဖြစ်သူကစောင့်နေတာကိုမြင်ပြီးအပြေးသွားနှုတ်ဆက်တာကိုယုံကသဘောမကျပဲသူ့ကိုအလေးမထားဘူးအတော်ကသူတို့ကိုတောင်ကြည်ပြူးတဲ့သဘောတူခဲ့တာမဟုတ်ဘူးလို့ပြောဆိုလုပ်နေကအန်တွန်ကတားပေမဲ့မရပါဘူးဒီအချိန်မှာပဲနိုရီကဖုန်းခေါ်လာပြီးဘယ်တော့လာမှလဲလို့မေးတဲ့အခါမှာသူတင်ညတော့မလာနိုင်ဘူးလို့ပြောလိုက်ကနိုရီကလည်းဒီညကျမနဲ့အတူရှိရမယ်အလှည့်လေးလို့ပြောပေမဲ့ယုံကနေမကောင်းဘူးလို့ဆိုကအန်တွန်ကမလာဖို့ညင်းလိုက်ပါတယ် နူရီလည်းယုံကိုဖုံးပေးခိုင်းပြီးတာเจ้าမာเจ้าမေးလိုက်ပြီးအန်တွန်လည်းဖုံးကိုပြန်ယူပြီးတောင်းပန်ပေးမယ်နူရီကတော့သိပ်မကျေနပ်ပါဘူးအဲ့ဒီနောက်မှာတော့နူရီကယုံကိုကိုဝင်ဆောင်သုံးတဲ့စီးမုံလေးလာပြီးတော့ကပြန်သွားပြီးသူ့အိမ်ထဲကိုပြန်ဝင်ချိန်မှာပဲအန်တီကြီးကအပေါ်ကနေအဝဲစားတစ်ခုကိုတွေးလို့ယူနေပြီးယုံကိုမြင်တော့ထွက်သွားပါတယ်သူမအပြင်ကိုရောက်တော့အဝဲကစားကိုကြည့်လိုက်တဲ့အခါမှာအစီရင်ပြုတ်လောက်ထားတဲ့ယာတွေကိုမြင်လိုက်ပြီးထိတ်လန့်သွားပါတယ်အဲ့ဒီနောက်မှာယုံတယောက်တည်းရှိနေချင်းတချင်းတန်ကိုကြားလိုက်ရပြီး မကောင်းဆိုးဝါးကြီးကတရွေ့ရွေ့နဲ့သူ့နှာကိုကတ်လာကယွန်းကလည်းဘိုက်နာလာလို့ထထသွားပြီးအမေကိုလိုက်ရှာနေရင်မကောင်းဆိုးဝါးကြီးနဲ့တက်တက်တိုးပြီးသူ့အနှာကိုကတ်လာနေကယွန်းကလည်းအယမ်းကြောက်နေပြီးဘေးကဘီရိုကလည်းလဲကျသွားပြီးကံကောင်းလို့ယွန်းကိုထိမသွားခဲ့ပါဘူးသူ့ရဲ့ဘိုက်ကိုလည်းပေါ်တက်နေပြီးယွန်းကအော်နေတာကိုအန်ဒီကြီးကလည်းကြားသွားပြီးထွက်လာပြီးကူညီပေးလိုက်ကရေးတိုက်လိုက်ချိန်မှာပဲအန်ထွက်လာပြီး သူမအန်လိုက်ချင်းတန်ချောင်းတွေနဲ့ဇပင်းတွေဖြစ်နေပါတယ်။အန်တီကြီးကရွံတောက်ဖို့ရင်နှွေးယူလာပေးပေမဲ့မယုံကြည်လို့မတောက်ဘူးလို့ဆိုပါတယ်။အန်တွန်ကလည်းပြင်ရောက်လာတော့ရွံကနေမကောင်းဖြစ်နေတာကိုတီးသွားပြီးဝင်ကြည့်လိုက်တော့ရွံကတချင်းသာနဲ့အတူကနေပြီးနိုင်ရောင်ပေါ်ကိုလမ်းလျှောက်ပြီးတက်သွားပါတယ်။အားလုံးလည်းထိတ်လန့်ပြီးကြည်နေကြချိန်မှာပဲ။ဘုံဆိုပြီးရွံရဲ့အမိန်နာကိုခုံချလာပြီးမင်းရဲ့ပီယာစီးကပြေးသွားပြီးမင်းရှုံသွားပြီလို့ဆိုကအမေဖြစ်သူကလည်းဘသူလဲလို့မေးနေလို့ နင်းလိုရုံမာတဲ့လူကအေးစေးမနေရဘူးလို့ဆိုကလဲကြသွားပါတယ်။တစ်ဖက်မှာလဲနူရီကသူ့အမေနဲ့တွေ့တော့သူမဝမ်းနဲ့စိတ်မကောင်းဖြစ်နေတာတွေကိုပြောပြလိုက်ပြီးအမေဖြစ်သူကလဲနှစ်သိမ့်ပေးနေကအန်တုံရဲ့လောက်ရက်ကိုသူမနားလည်နိုင်ပေမဲ့နားကျင်နေရပါတယ်လို့ပြောပြီးငုံနေပါတယ်။ယွန်းရဲ့အမေကလဲသူတို့ရဲ့နတ်ဆရာစီကိုတွားပြီးအကူညီတောင်းတဲ့အခါမှာယွန်းကိုအောက်လန်းနဲ့လှုပ်ခံထားရတယ်လို့သိသွားပါတယ်။ဒီလိုသိလိုက်ရတာနဲ့ယွန်းကိုကူညီဖို့ပြောလိုက်တော့ကျင်းစာတိုက်တဲ့လူကိုသူမသိနိုင်ပဲ။ သူ့ရဲ့စွမ်းအားကကြီးမားတယ်ဆိုတာကိုတော့သိတယ်လို့ဆိုပါတယ်။နတ်ဆရာကလည်းယာယီအကာအကွယ်အနေနဲ့အင်းတစ်ခုကိုပေးလိုက်ပါတယ်။တဖက်မှာလည်းနူရီရဲ့မိခင်ကအန်တွန်ကိုအတင်းကျပ်ပြန်မယူဖို့နဲ့နားလည်းလက်ခံနိုင်အောင်စ조사ပါလို့တွန်တင်ပေးနေကဒါမီနှစ်ယောက်ဖတ်ထားလိုက်ကြပါတယ်။ယွန်းရဲ့အမေကိုအန်တီကြီးကလည်းလိုက်ချောင်းကြည့်နေပြီးယွန်းရဲ့မိခင်ထိုင်နေတော့မှမကောင်းဆိုးပါးကြီးကဖြတ်သွားတာကိုယွန်းရဲ့အမေကရှိတ်ခနဲမြင်လိုက်ပြီး ပြတင်းတကားကိုလည်းပိတ်လိုက်ကယွန်းကလည်းနေမကောင်းဖြစ်ပြီးနိုးလာပါတယ်။အန်တီကြီးကိုလည်းယွန်းရဲ့အမေကစာရွက်တစ်ခုပေးလိုက်ကနတ်ဆရာကလည်းယွန်းကိုကာဝယ်ဖို့အစီရင်ပြုလုပ်နေပြီးကျင်းစာတိုက်တဲ့လူကိုလည်းစင့်ခေါ်နေတော့ချက်ချင်းပဲတဝုံဝုံတတိုင်းတိုင်းနဲ့တောင်းချမ်းပြီးဝင်လာကနတ်ဆရာရဲ့နှလုံးကိုဖောက်ထုတ်လိုက်ကနတ်ဆရာကလည်းမတန်မှန်းမသိလို့ပါလို့တောင်းပန်ပြီးတီးဆုံးသွားပါတယ်။ယွန်းရဲ့အမေကလည်းတယောက်တည်းရှိနေချင်း မကောင်းဆိုးဖွားရဲ့တိုက်ခိုက်တာကိုခံရပြီးလဲကြသွားကအော်တန်ကိုယွန်းကလည်းကြားပြီးဝင်ကြည့်လိုက်တော့အန်တီကြီးကအမေဖြစ်သူကိုကူညီပေးနေတာကိုသူ့အမေကိုလှုပ်ပါတယ်ဆိုပြီးပြောဆိုလုပ်နေကအိမ်ကနေထွက်သွားဖို့နှင်ထုတ်လိုက်ပါတယ်ဒီလိုနဲ့ယွန်းရဲ့အမေကိုဆရာနဲ့ပြပြီးအန်တီကြီးကလည်းစိတ်မကောင်းစွာနဲ့ပြန်သွားပါတယ်ယွန်းရဲ့အမေကပါဇက်ကဟာလေးအတိုင်းပဲမလုံမရှက်ဖြစ်သွားပြီးအသက်ကတော့ရှင်နေတုံးပါပဲဒီလိုနဲ့အန်တွန်ကအလုပ်ကိစ္စနဲ့ခီးသွားရမှာမို့ယွန်းကိုနူရီနဲ့အတူထားခဲ့လိုက်ပါတယ် နူရီကယုံကိုယူဆိုင်ပေးနေကယာကိုကြိုပေးမယ်လို့ဆိုပြီးလှီးချုပ်နေတုန်းမှာပဲသူ့လက်ကိုသူတောက်တောက်လှီးနေလို့ယုံကတားလိုက်ချိန်မှာဓာကြီးနဲ့သူ့အနားကိုတိုးလာပြီးယုံကိုထိုးချလိုက်ပါတယ်ထက်ကထက်ကထိုးချလိုက်တော့ယုံကလည်းလန်သွားပြီးခဏနေတော့အတွေးတွေသာ ဖြစ်နေပြီးတတိဝင်လာပါတယ်နူရီကသူ့ကိုကူညီပေးမယ်နည်းနည်းတော့လန့်နေပြီးတကယ်မိဖို့ကန်းထဲကိုဝင်သွားတော့လေချက်ချင်းပဲနူရီကအမူအရာပြောင်းလဲသွားကယုံရဲ့အနားကိုယောက်လာပြီးဓာနဲ့ထိုးချလိုက်ပါတယ် ဒါပေမဲ့ဒီတကားလဲစိတ်ကူးတသက်သာဖြစ်နေပြီးနူရီကအနားကိုလာခေါ်တော့မှအတိဝင်လာကထိတ်လန့်နေပြီးနူရီကကိုညီပြီးထူပေးလိုက်ပါတယ်အဲ့ဒီနောက်မှာတော့ယွန်းရဲ့အမေကနူရီကိုမြင်တော့ကြောက်လန့်နေပြီးတင်းအင်းနဲ့စကားမပြောနိုင်တဲ့ကြားကပဲတမီးကိုတတိပေးဖို့ကြိုးစားနေပြီးယွန်းကလည်းဘိုက်နာလာလို့နူရီကိုတွားရှာတဲ့အခါမှာနူရီကလူတယောက်နဲ့စကားပြောနေပြီးပြန်ထွက်လာကယွန်းရဲ့အမေကလည်းနူရီကိုကြောက်လန့်နေတဲ့ပုံစံနဲ့ဖြစ်နေကနူရီတိုက်တဲ့အေးကိုတောက်လို့အမေဖြစ်သူကစိုးရိမ်နေပေမဲ့ စကားမပြောနိုင်မလှုပ်နိုင်လို့ဘာမှမတတ်နိုင်ပါဘူးအန်တီကြီးကလည်းရုံးရဲ့အမေပေးတဲ့လိပ်စာကိုတော့တော့နတ်ဆရာကတေဆုံးနေပြီလောက်တွေပါတတ်နေပါပြီရုံးရဲ့အမေနာကိုနူရီကရောက်လာပြီဘာကိုကြောက်နေတာလဲတခုခုသိနေတာလားလို့ဆိုကပြောနေချင်းရုံးကရောက်လာတဲ့အခါမှာနှိပ်ပြီးမလို့ပါလို့ဆိုကပြောပြီးထွက်သွားပါတယ်ရုံးကလည်းသူ့ရဲ့အိတ်ခမ်းထဲကိုပြန်အိတ်နေလိုက်ပြီသူအိတ်နေချိန်မှာပဲလေဘော်ကိုတတ်သွားပြီးအနားမှာလည်းမကောင်းဆိုးဝါးကြီးကပေါ်လာတာ ရွံရဲ့ဘိုက်ကနေနာကျင်စေပြီးသူ့ကိုထွက်ကြလာကပြုတ်ကျသွားပါတယ်။သူမအကူကြီးရှာနေတုန်းမှပဲနူရီရောက်လာတော့နူရီကိုတွန့်ဖယ်ပြီးဖုံးသွားဆက်တော်လဲမရပါဘူး။အနာကိုနူရီကတိုးလာကငါနင့်ကိုမျှဝေခဲ့တာနင်ကလေးကိုငါကိုပြန်မျှဝေဖို့အချိန်ရောက်ပြီလို့ဆိုကကလေးကိုနှိုက်ထုတ်ပြစ်လိုက်တော့ရွံလဲတတိမိသွားပါတယ်။နူရီကလည်းကလေးကိုချီပြီးရွံကိုလည်းဆွဲသွားပါတယ်။ဒါကိုရွံရဲ့အမေကမြင်နေရပြီးဘာမှဝန်မကူနိုင်ခဲ့ပါဘူး။ရွံကိုအိမ်ပြင်မှာပြစ်ထားခဲ့ပြီးထွက်သွားပါတယ်။ ဒီအချိန်မှာပဲအန်တီကြီးကဆရာတယောက်ကိုခေါ်ပြီးအိမ်ကိုရောက်လာတော့တွေးသူကိုမြင်လိုက်ပြီးဆရာကလိုက်ကြည့်ရင်အိမ်အပြင်မှာယုံကိုမြင်လိုက်ရပြီးအ мян ကဲတင်လိုက်ကတတိယလာတဲ့အခါမှာတော့ယုံကလည်းသူ့ကလေးကိုမေးနေပါတယ်ဒီအချိန်မှာပဲအန်တွန်ကလည်းပြန်ရောက်လာပြီးတွေးသူကိုမြင်ကယုံကိုလိုက်ရှာတော့အန်တီကြီးကခေါ်လာလို့အိမ်ထဲကိုခေါ်သွားလိုက်ပါတယ်အဲဒီနောက်မှာတော့နူရီရဲ့နောက်ကိုလိုက်သွားတဲ့အခါမှာအခန်းတစ်ခုထဲမှာတချင်းဆိုတန်းကိုကြားနေလို့တကားကိုဖြတ်ဝင်လိုက်တဲ့အခါမှာကလေးကိုအစီရင်ပြုတ်လုပ်နေတာကိုမြင်လိုက်ရပါတယ် အန်တုံကိုမြင်တဲ့အခါမှာတော့ကျမကမပေးနိုင်ရင်ရုံးကလည်းမပေးနိုင်စီရဘူးလို့ပြောလိုက်ကမျက်လုံးအယောင်တွေလည်းပြောင်းလဲသွားပြီးအန်တုံတို့ကိုတိုက်ခိုက်ကပျောက်သွားပါတယ်။ဆရာကနောက်ကနေလိုက်ရှာရင်ဆရာကိုလည်းနောက်ကနေပေါ်လာပြီးတိုက်ခိုက်ပါတယ်။ပေါ်လိုက်ပျောက်လိုက်နဲ့ဆရာကိုတိုက်ခိုက်ပေမဲ့ဆရာကပဲထိန်းချုပ်ကမန္တန်လေးရုတ်ဖတ်လိုက်တော့နူရီကထွက်သွားပြီးသူ့ကိုထိန်းချုပ်နေတဲ့မကောင်းဆိုးဝါးကလည်းပျောက်သွားပါတယ်။ဒီအချိန်မှာပဲရုံးအိတ်နေတဲ့နားကိုယောက်သွားကဓာတ်နဲ့ထိုးချလိုက်တော့ရုံးကလည်းတတိဝင်လာပြီးရှောင်းလိုက်လို့လွတ်သွားတာ ဂန်းပြင်ကိုထွက်ပြေးရင်ရုံးကိုဓားနဲ့လိုက်အထိုးမှအန်တုံကိုထိုးမိပြီးလဲကျသွားကနူရီလည်းဒီတော့မှအတိဝင်လာပြီးထွက်ပြေးသွားပါတယ်ရုံးကလည်းအန်တုံကိုဖတ်ထားပြီးငိုကြွေးကြံခဲ့ပါတယ်ဒီအကြောင်းကိုရုံးကပြန်ပြောပြနေပြီးအဲ့ဒီအချိန်ကလေးကနူရီကိုမတွေ့ရတော့ဘူးလို့ဆိုကဇလန်းလည်းပြီးဆုံးသွားခဲ့ပါတယ်ခမညာအစုံးတီလိုက်ပါကြည့်ရှုပေးတဲ့တယောက်ချင်းစီကိုအထိုးပင်ကျေးဇူးတင်ရှိပြီးစိတ်ချမ်းသာခြင်းကိုယ်ဝီချမ်းမှခြင်းများနဲ့အတူကတ်သုံးပါကြော်နေနိုင်ပါစေလို့ဆုတောင်းပေးရင်းဤကုန်းချုပ်လိုက်ရပါတယ်ခမညာ